မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကို တင်ဆက်ပေးပါမယ်ပထမအဦးဆုံးတပုတ်အနည်းနဲ့ အကြံဘတ်စကောင်ဆောင်မင်းအောင်လိုင်းနဲ့မိသားစုဝယ်ယူထားတဲ့ Airbus 319XYALK လေယာဉ်နဲ့ပြည်ပခီးအဖြစ်ဘယ်လာရုစ်နိုင်ငံကိုထပ်မံထွက်ကြဦးမယ်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အကြံဘတ်စကောင်ဆောင်မင်းအောင်လိုင်းနဲ့မိသားစုကမကြသေးမီကဝယ်ယူထားတဲ့ Airbus 319XYALK လေယာဉ်နဲ့ပြည်ပခီးစဉ်ဖြင့်ဘယ်လာရုစ်နိုင်ငံကိုထပ်မံထွက်ခွာမှာဖြစ်ကြောင်းနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်တွေစီကသိရပါရယ်။မေလာ9ရက်နေ့ရုရှားနိုင်ငံမော်စကိုမြို့ကိုတွားရောက်ခဲ့ပြီးတဲ့နောက်အခုဇွန်လ25ရက်နေ့မှာလည်းဘယ်လာရုစ်နိုင်ငံကိုထပ်မံတွားရောက်မှာ ဖြစ်ကြောင်းမေယောင်လိုင်းနဲ့အတူဇနီးသားသမီးမြေးမိသားစုများဆုံဆုံညီညီလိုက်ပါသွားကြမှာဖြစ်ကြောင်းသိရပါတယ်။မေယောင်လိုင်းရဲ့ဘယ်လာရုစ်နိုင်ငံပြည်ပခီးစင်ကဇွန်လ25ရက်နေ့မနက်ပိုင်းထွက်ခွာမှဖြစ်ပြီးဇွန်လ29ရက်နေ့နေပြည်တော်ကိုပြန်လည်ရောက်ရှိမှာဖြစ်ကြောင်းသိရပါတယ်။စစ်ကောင်စီရဲ့ထုတ်ပြန်ချက်အရမေယောင်လိုင်းကဇွန်လ26ရက်နေ့မှဇွန်လ29ရက်နေ့ထိဘယ်လာရုစ်နိုင်ငံမှာကျင်းပမယ်။ EEF 2025အစည်းအဝေးတက်ရောက်မှာဖြစ်ပြီးအခြားပြည်နယ်အချို့ကိုလည်းတွားရောက်လည်လာမှာဖြစ်ကြောင်းသိရပါတယ်။အခုနှစ်ဖေဖော်ဝါရီလတွင်မင်းအောင်လှိုင်နေမိသားစုအတုံးပြုဖို့အမေရိကန်နိုင်ငံ Aviation Capital Group ထံမှငားရန်ထားတဲ့ Airbus အမျိုးအစား A319115 MSN5193 လေးရင် SYALK ကိုဝယ်ယူခဲ့ရမှာအမေရိကန်ဒေါ်လာတန်60နီးပါးနိုင်ငံတော်ဘတ်ဂျက်မှာအတုံးပြုခဲ့ကြောင်းသိရပါတယ်။ Airbus လေးရင်ဝယ်ယူပြီးတဲ့နောက်မင်းအောင်လှိုင်ကမလအတွင်းရုရှားနိုင်ငံနဲ့ဘယ်လာရုစ်နိုင်ငံကို၎င်း AB လာ တွင်ထိုင်းနိုင်ငံဘန်ကောက်မြို့မှာကျင်းပပြုလုပ်တဲ့ Binstead Summit အစည်းအဝေးကို၎င်းမေလမှာရုရှားနိုင်ငံမော်စကိုမှာပြုလုပ်တဲ့1941-1945မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ80ပြည့်ကြီးတပ်ပွဲကို၎င်းစက်တိုက်သွားရောက်ခဲ့ပြီးအခုဇွန်လကုန်ပိုင်းတွင်မှလည်းမိသားစုတွေနဲ့အတူပြည်ပခီးထပ်မံထွက်ဖို့စီစဉ်ထားပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့လာရှုမြို့ပေါ်မှာစစ်ကောင်စီတပ်အာဏာပြပြီးရန်ကားအနေနဲ့လို့ဒေသခံတွေပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။လာရှုမြို့ကိုရောက်ရှိနေတဲ့စစ်ကောင်စီတပ်ကညာဘက်တွင်မှရှမ်းလူတဲ့ပုံစံနဲ့စစ်ကားတွေ အရှိန်ပြင်းပြင်းမောင်းနေနေပြီးည၈နာရီနောက်ပိုင်းပြည်ပထွက်သူတွေကိုဖမ်းဆီးမယ်လို့ရက်ကွက်အုပ်ချုပ်ရေးမှူးတွေကတဆင်သတင်းဖြန့်ထားပါတယ်။ည၈နာရီနောက်ပိုင်းအပြင်မထွက်ဖို့ချိန်ချောက်တဲ့သတင်းမိမှုတွေကိုစွန်လ23ရက်မနက်ပိုင်းမှာရက်ကွက်အုပ်ချုပ်ရေးမှူးများက၎င်းတို့နဲ့နှိစက်သူတွေကိုတတိပီးနေတာဖြစ်ပါတယ်။အပြင်မှာညဘက်တွေ့တာနဲ့ဖမ်းမယ်ဆိုတာကြောင့်ဘသူမှမထွက်ရင်ကြဘူးတရားဝင်တတိပီးတာမဟုတ်ပဲလက်သိထိုးပြီးပြောနေကြတာပါလို့လာရှုမျိုးကန်တုံကဆိုပါတယ်။ဒါအပြင်စစ်ကားတွေကလုံခြုံရေးအကြောင်းပြပြီးညနေပိုင်းမှာကားအရှိန်ပြင်းပြင်းပတ်မောင်းနေတာကိုတွေ့ရပါတယ်။ တယ်။အရက်တွေမူပြီးသွားနေတာမျိုးအောင်ဟင်ဆဲဆိုတာမျိုးတွေလုပ်တယ်ဘသူမှအပြစ်မထွက်ရဘူးလို့မြို့ကန်တအုပ်ကပြောပါတယ်။ နောက်ထပ်ဒေသခံတအုပ်ကမြို့ပေါ်ကိုပဲကွက်ပြီးအုပ်ချုပ်ခွင့်ရတာတော်တော်အဆမကြီးဖြစ်နေတဲ့ပုံပဲသူတို့တော်တော်လေးဇယိုက်ကြတာကိုတွေ့ရတယ်လို့ဆိုပါတယ်။လာရှူမြို့ကိုတရုတ်ဆိုရအကူညီနဲ့စစ်ကောင်စီက MND ထမပြန်ရပြီး AP လာတတိယဘက်ထဲမှာပြန်ဝင်လာပြီးမြို့ပေါ်ရက်ကွက်ဆက်နက်ကိုကိုအုပ်ချုပ်ခွင့်ရထားတယ်။ဒါပေမဲ့အုပ်ချုပ်ရင်းရနေရာကောင်းမွန်စွာလည်းပတ်နိုင်ခြင်းမရှိပဲလူရဲမှုတွေဓများမှုတွေမကြာခဏဖြစ်ပွားနေရလို့ဆိုပါတယ်။ဇွန်လ24ရက်မနက်ကလည်းလာရှူမြို့အောင်မင်္ဂလာစင်းဒီမှာမြို့သမီးတအုပ်မြို့သားတအုပ်ကတနက်ထောက်ကဆိုင်ကဖုန်း နဲ့လက်ဝဲယတနာအချို့ဓာတ်များတိုက်သွားခဲ့ပါတယ်။ဇွန်လ23ရက်ကလည်းလာရှုမြို့နဲ့ ညီချောင်းမှာအမျိုးသမီးတအုပ်ဆိုင်ကယ်လူရက်ခံခဲ့ရပါတယ်။ MNDA ကလည်းစစ်တုံ့ပန်အများပြားကိုထိန်းသိမ်းထားဆဲဖြစ်ပြီး၎င်းပေါ်စစ်ကောင်စီတပ်ကမကြည်မနက်ဖြစ်နေပြီးမြို့ပေါ်မှာအာဏာပြတဲ့လူရက်များလှုပ်ဆောင်နေရလို့ဒေသခံတွေကပြောပါရယ်။လာရှိုးမြို့တိုင်တိုက်ပွဲအတွင်းဖမ်းဆီးထိန်းသိမ်းထားတဲ့တုံ့ပန်တွေနဲ့ရှာမခတိုင်းစင်ရရှိတချို့ကို MNDA ကစွန်လ16ရက်မှာပြန်လွတ်ပြင်ခဲ့ပါရယ်။ပြန်လွတ်လာသူတွေကိုစစ်ကောင်စီကစစ်ကုံရုံတင်စစ်ဆေးနေကြောင်းသိရပါရယ်။လက်ရှိမှာလာရှိုးမြို့မှာလာဝကကျန်းမာရေးဌာနပညာရေးဌာနဖွင့်လှစ်ထားပြီးအုပ်ချုပ်ရေးရန်တရားလဲ ပန်အောင်စစ်ကောင်စီကစူးစမ်းနေစေဖြစ်ပါတယ်။ ဆက်လက်ပြီးနောက်ဆုံးမှာတိုက်ပွဲတွေပြင်းထန်ပြီးတော်လိုင်းတပ်တွေကနေရတနေရလက်လွတ်ရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းနောက်ဆုံးမြို့နယ်တောင်ဘက်ကန့်ကြီးကျေးရွာမှာတိုက်ပွဲပြင်းထန်နေပြီးတော်လိုင်းတပ်တွေရဲ့နေရတခုလက်လွတ်လိုက်ရတယ်လို့ဒနုပြည်သူလူမျိုးရေးတပ်တော် DPNL ဥက္ကဋ္ဌဦးထွန်းထွန်းနိုင်ကပြောပါရယ်။ကန့်ကြီးကျေးရွာနာကနောင်တော်လုံဝဲလုံဆန်နဲ့ညံတော်ကျေးရွာနာမှာတိုက်ပွဲတွေပြင်းထန်နေတာလို့ဦးထွန်းထွန်းနိုင်ကပြောပါရယ်။အဲ့ဒီနေရာတွေမှာဒီကနေ့စွန်လ24ရက်မိုးလင်းကလေးကတိုက်ပွဲတွေပြင်းထန်နေရလို့ဆိုပါရယ်။စစ်ကောင်စ င်ကဇက်ဖိုက်တာနက်စီ Y20 နက်စီနဲ့ လေချောင်းကနေလာရောက်ပြခတ်တာလို့သူကဆက်ပြောပါတယ်။မနီကလည်းတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးအဲ့ဒီဒေသကတော်လိုင်းတပ်ဖွဲ့တွေရဲ့နေရာတခုလက်လွတ်ပြီးလိုက်ရတယ်လို့ဦးထွန်းနှောင်းနိုင်ကပြောပါတယ်။စစ်ကောင်စီတပ်ကထင်းတလောင်းမတိုးပါဘူးရှီတိုးတာကတော့အပြန်အလှန်ပါလို့၎င်းကပြောပါတယ်။ဒါအပြင်ပြည်ဦးရဲ့နောင်ကျိုလမ်းပိုင်းမှာလည်းစွန်လ23ရက်ကတိုက်ပွဲပြင်းထန်ခဲ့တယ်လို့ဆိုပါတယ်။နောင်ကျိုမြို့နယ်မှာတောင်းတပ်မတော် TNL နဲ့တူ DPN နဲ့အခြားမဟာမိတ်တပ်တွေကစစ်ကောင်စီတပ်ကိုခုခံတိုက်ခိုက်နေတာဖြစ်ပါတယ်။စွန်လ24ရက်မနက်9:00ခန်းမှာစစ်ကောင်စီကဂျက်ဖိုက် ာနဲ့ပုံးတစ်ကြိမ်လာကျဲတယ်လို့နောင်ချုံမြို့ကန်တအုပ်ကပြောပါတယ် အခုကျင်းတာကနောင်ဩဘတ်မှာမဏိကညာကလည်းမျိုးပေါ်ကိုလင်းရင်လာတဲ့လာကျဲသေးတဲ့ဂျက်ဖိုက်တာနဲ့ဒီနေ့နဲ့ဆို၃ရက်ရှိပြီလို့နောင်ချုံမျိုးကန်ကပြောပါရယ်တအောင်းတက်မရော TNN လေးရဲ့ဇွန်လ၂၁ရက်တိုက်ပွဲသတင်းထုတ်ပြန်ချက်မှာနောင်ချုံမျိုးနယ်ကကျင်းရွာ900မှာတိုက်ပွဲဖြစ်ပါနေရလို့ဖော်ပြပါရယ်နောင်ချုံမျိုးကိုစစ်ကြောင်းထိုးလာတဲ့စစ်တပ်စစ်ကြောင်း၃ခုလုံးနဲ့တော်လိုင်းတက်တွင်ကကျင်းရွာ900မှာတိုက်ပွဲဖြစ်ပွားနေတာပါနောင်ချုံမျိုးတောင်ပတ်တောင်ခန်းဒေသကနေစစ်ကြောင်းထိုးလာတဲ့တောင်ခန်းကန်ကြီးလမ်းပိုင်းကစစ်ကောင်စီတပ်နဲ့လက်ပံကုန်တည်ရကုန်းနဲ့လုံဝဲကျင်းရွာ မှာတိုက်ပွဲဖြစ်ပွားနေပြီးတောင်ခမ်းကနေလာတဲ့ကန်ကြီးရွာအရှိဘက်ကတောင်ခမ်းမဲပုံနောင်ချိုလမ်းပိုင်းကစစ်တပ်နဲ့ညံတော်နဲ့ရွှေသွန်းကြီးရွာတွေမှာတိုက်ပွဲတွေဖြစ်ပွားနေရလို့ဆိုပါတယ်။ဒါအပြင်ပြည်ဦးလွင်ဝက်ဝံဘန်ပွေးနောင်ချိုလမ်းပိုင်းကလာတဲ့စစ်ကြောင်းနဲ့အုံမတိနဲ့ဆမ်စဲကြီးရွာတွေမှာတိုက်ပွဲဖြစ်ပွားနေရလို့သိရပါတယ်။ စစ်ကောင်စီကနောင်ချိုထိုးစစ်အတွက်အင်အားများပြားပို့ဆောင်နေရလို့ပြည်ဦးလွင်မြို့ကန်တချို့ကဆိုပါတယ်။ဇွန်လ21ရက်နေ့မှာပြည်ဦးလွင်မြို့ကနေစစ်ကားတွေအများပြားနောင်ချိုဘက်ကိုသွားတယ်လို့ပြောပါတယ်။ညီနောင်မဟာမိတ်တုံးဖွဲ့ကငလင်တန်တဲ့ပြည်သူတွေနဲ့လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေဆက်လက်ဆောင်ရွက်နိုင်ဖို့အတွက်တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေကိုထိုးစစ်ဆင်နေမှာမဟုတ်ပဲတပတ်တန်းအပြည့်ရက်ကာလကိုဇွန်လကုန်ထိထပ်တိုးထားစင်မှာစစ်ကောင်စီတပ်ကအခွင့်ကောင်းယူပြီးအဆက်မပြတ်ထိုးစစ်ဆင်နေတာကြောင့်နောင်ချိုမြို့နယ်မှာတိုက်ပွဲတွေမကြာခဏဖြစ်ပွားနေရလို့ဆိုပါတယ်။ ဆက်လက်ပြီးစစ်တပ်ကိုကြိုတင်အကြောင်းမကြားပဲဖမ်းဆီးမှုတွေပြုလုပ်ရင်ရဲဘော်အရေးယူခံရမယ်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီကိုကဲနေမြေတွေမှာဖမ်းဆီးမှုတွေပြုလုပ်မယ်ဆိုရင်ရဲတပ်ဖွဲ့ဝင်တွေကတပ်ဆိုင်ရာစစ်ကောင်စီတပ်ဖွဲ့ထံကြိုတင်အကြောင်းကြားရမယ်လို့ညွှန်ကြားချက်ထွက်ပေါ်လာပြီးဒီလိုအကြောင်းမကြားပဲဖမ်းဆီးပါကရဲတပ်ဖွဲ့ဝင်တွေပါအရေးယူခံရမှာဖြစ်ကြောင်းသိရပါတယ်။ရန်ကုန်တိုင်းတွင်စစ်ကောင်စီတိုက်ရိုက်ကိုကဲနေတဲ့နေမြေတွေမှာရဲတပ်ဖွဲ့ဝင်များအနေနဲ့ဖမ်းဆီးအရေးယူမှုတွေပြုလုပ်မယ်ဆိုရင်ရန်ကုန်တိုင်းခြေဆိုင်နီးပြူဟာမှုတိုင်ရင်မှုနဲ့စစ်ကြောင်းမှုတွေကိုအကြောင်းကြားဖို့ထပ်ဆင့်ညွှန်ကြား ချက်တွေပေးပို့ထားကြောင်းသိရပါတယ်အကြောင်းကြားစာထွက်လာတာမှန်ပါတယ်ရဲလုံငန်းစဉ်ကိုဝင်ရောက်နှောက်ရှက်တဲ့ရဲထက်ဆိုတာတွေပေါ့တထင်းမှဆိုရင်အတောင်ရန်ကျန်းနေသူတွေကိုရဲထက်ဆိုလို့နာမည်ပေးကြတယ်အခုကတည်းကရဲထက်ဆိုတွေများလာတယ်လို့တရင်အရင်မြစ်တောက်ကပြောပါတယ်ရဲတပ်ဖွဲ့ဝင်အနေနဲ့သက်ဆိုင်ရာနှီးဖြူဟာမှုများနေမြေကန်တရင်များတဲ့ကိုတရင်ပို့ဆောင်မှုပြုလုပ်ပြီးမှသာဖမ်းဆီးစစ်ဆေးမှုတွေလုပ်ဆောင်မှာဖြစ်ကြောင်းတရင်အရင်မြစ်တွေစီကသိရပါတယ်စစ်တပ်ရဲ့ခွင့်ပြုချက်မပါဘဲဖမ်းဆီးစစ်ဆေးမှုတွေလုပ်ဆောင်ပါကဒီလိုလုပ်ဆောင်နေရဲတပ်ဖွဲ့ဝင်တွေကိုယာယီထိန်းသိမ်းထားနိုင်တ ယ်လို့ညွှန်ကြားစာမှာပါဝင်လာကြောင်းတည်င်းအရင်းမြစ်တွေကဆိုပါတယ်ဒီလိုထုတ်ပြန်ရတဲ့အထူးကအကြောင်းရင်းမှာစစ်ကောင်စီရရှိများပိုင်ဆိုင်တဲ့တရားမဝင်လုပ်ငန်းများကိုရဲတပ်ဖွဲ့ဝင်တွေကဝင်ရောက်ဖမ်းဆီးခြင်းနဲ့စစ်ဘုတ်ချုပ်များခွင့်ပြုထားတဲ့မူရစ်စေးတင်ဆောင်မှုတွေကိုရဲတပ်ဖွဲ့ကဖမ်းဆီးစစ်ဆေးမှုတွေပြုလုပ်ခဲ့တာကြောင့်ဖြစ်ကြောင်းသိရပါတယ်စစ်ကောင်စီကအခုလိုရဲလုပ်ငန်းစဉ်တွေကိုပါပါဝင်ဝင်ရောက်နှောက်ယှက်ပြီး တိုင်းအရင်တက်မများထံကိုညွှန်ကြားစာထွက်လာရခြင်းမှာ၎င်းတို့ရဲ့အကျိုးစီးပွားကိုတိုင်းရိုက်ထိပါခြင်းကြောင့်ဖြစ်ပြီးရဲတပ်ဖွဲ့ဝင်များအနေနဲ့လည်းလှုပ်ဆောင်ရမယ့်အတိုင်းတာထက်ကျော်လွန်ပြီးငွေညစ်ဖို့တသက်ဖန်စီကတောင်းယူလိုတဲ့ငွေပမာဏရရှိပါကပြန်လည်လွတ်ပေးခြင်းစားတဲ့လုံရက်တွေကိုလှုပ်ဆောင်နေကြောင်းသိရတယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်။